အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Premise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ကြောင်းတက်ခွင့် Visa ဖြိုခွင့်မှုကြောင့်အမေရိကမှာကြောင်းတက်နေတဲ့နိုင်ငံတကာကျောင်းသူကျောင်းသားတွေနေရာစီခီးသွားရန်အကုန်ပြတ်ရပြီဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်သတင်းအဖြစ်ဆောင်ကတော့ AP သတင်းဌာနကဒီကနေ့ မေလာ၄ရက်2025မှာတင်ဆက်သွားတာကတော့ဘွဲ့လွန်ပညာရေးစီးပူးနေကြတဲ့ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယေဂိုမြို့မှာတောင်းတက်နေသူကျောင်းသူကျောင်းသားတွေဟာအခုလိုနေရာကြီးကျောင်းပိတ်ရက်တွေရောက်ရင် စုပေါင်းပြီးခီးတွေထွက်လေရှိပြီးဒီနှစ်မှာတော့ဟာဝိုင်ကြီးကိုသူတို့တွေသွားကြဖို့အစီအစဉ်တွေရှိခဲ့ပါတယ်။ဒါပေမဲ့အမေရိကရဲ့ပြည်နယ်အနှံ့အပြားမှာကျောင်းသူကျောင်းသားတွေဟာအစိုးရနဲ့အတိုက်အခံဖြစ်ပြီးသူတို့ရဲ့ဗီဇာတွေရုတ်သိမ်းခံရတာတွေ ပြီးနှင်တန်းခံရတာတွေခိုးဆိုးကျူးကျော်တွေကိုပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးနေတာတွေရှိလာလို့သူတို့ရဲ့ခီးစဉ်တွေကိုဖျက်ပစ်လိုက်ရပြီလို့သတင်းတွေကိုပြောပါတယ်။ဟာဝိုင်အီကိုမပြောနဲ့အမေရိကရဲ့ပြည်တွင်းခီးစဉ်တွေတောင်တွားရမှာသူတို့ထိတ်လန့်ပြီးမစွန်စားရဲကြောင်းပြောပါတယ်။ကျောင်းသူတယောက်ကတော့နယာဂျီခီးထွက်ပြီးတော့အစိုးရအဖွဲ့တွေ ICE အဖွဲ့တွေနဲ့ထိတ်တိုက်ရင်ဆိုင်ရမယ်အစား အဲ့ဒီခီးစဉ်တွေကိုဖျက်လိုက်တာကပိုပြီးမှန်တယ်။ငါ့အတွက်ပိုလုံးကြုံမယ်လို့ပြောပါတယ်။အဲ့ဒီလိုပဲနိုင်ငံတကာကចောင်းသူចောင်းသားတွေဟာနေရာစီចောင်းပိတ်ရက်မှာမိမိတို့နိုင်ငံကမိဘတွေဆွေမျိုးတွေစီကိုအလဲပြန်ကြတာတွေလည်းရှိပါတယ်။အခုတော့သူတို့ကအဲ့ဒီလိုပြန်သွားပြီးចောင်းပိတ်လို့ဒီပြန်လာရင်ပေးမဝင်တော့ပဲဗီဇာတွေရုံသိမ်းခံရမှာကိုကြောက်လို့အဲ့ဒီခီးစဉ်တွေမပြုတ်လို့လို့ဘူးဟုပြောကြပါတယ် တက္ကသိုလ်တချို့ကလည်းသူတို့ရဲ့တောင်းသူတောင်းသားတွေကိုပြောတာကတော့တတ်နိုင်ရင်မပြန်ကြဖို့အမေရိကအစိုးရကပါလက်စတိုင်းကို ထောက်ခံပြီးဆန္ဒပြနေတဲ့တောင်းသူတောင်းသားတွေကိုဖမ်းဆီးပြီးနှင်ထုတ်နေတာတွေအပြင်းထန်လုပ်နေချိန်မှာရောရောင်ပြီးပါသားပါသွားတာတွေဖြစ်မှာဆိုလို့မဖြစ်မနေပြန်ရမယ့်ကိစ္စမျိုးလောက်သာအမေရိကကနေထွက်ခွာကြဖို့တောင်းသူတောင်းသားတွေကိုသတိပေးနေပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်ကတက္ကသိုလ်တစ်ခုကတော့ အခုလိုတင်းကျပ်ပြီးစစ်ဆေးမှုတွေများတဲ့စီကံဥပဒေကြောင့်နိုင်ငံတကာခရီးသွားပြုလုပ်မှုဟာအလွန်အန္တရာယ်များကြောင်းသတိပေးထားပါတယ်။တက္ကသိုလ်တွေကျောင်းတွေပြီးတော့တရားရုံးတွေရဲ့မှတ်တမ်းများအရာပြီးခဲ့တဲ့မတ်လတလရဲမှာတွင်တက္ကသိုလ်188ခုကကျောင်းသူကျောင်းသားစုစုပေါင်း1220ဟာဗီဇာတွေရုပ်သိမ်းခံခဲ့ရပြီးတရားမဝင်တွေဖြစ်ကမိမိအသိ အသိစိတ်နဲ့ပဲကောင်းကောင်းမွန်မွန်အိမ်ပြန်ကြမလားဒါမှမဟုတ်တရားရုံးရဲ့အမိန့်နာခံပြီးတော့အမေရိကကနေနှင်ထုတ်တဲ့လေရင်နဲ့အိမ်ပြန်ကြမလားဆိုတာကိုစဉ်းစားနေကြရပါတယ်အခုဆိုရင်အဲ့ဒီလိုဗီဇာရုံးတင်ခြင်းခံရတဲ့ចောင်းသားចောင်းသူဦးရေဟာပုံမို့များပြားလာတာတွေ့ရှိရပြီးကွန်ကရစ်ကရယူထားတဲ့အမေရိကရဲ့လူဝင်မှုကြီးကြပ်ရေးနဲ့အခွန်အူးစီးဌာနတို့ကထုတ်ပြန်တဲ့မှတ်တမ်းမှာမှတ်တမ်းများအရ ်ဒီနိုင်ငံတကာကျောင်းသူကျောင်းသားစုစုပေါင်း4836ယောက်နဲ့ရဲ့ကျောင်းတက်ခွင့်ဗီဇာတွေဟာရုတ်သိမ်းခြင်းခံလိုက်ရပါပြီကိုထုတ်ကိုထမ်းပြန်မလား ICE အဖွဲ့ကကိုထမ်းပြီးပြည်နေတန်းခံယူမလားဆိုတော့ကိုကောင်းပတ်နိုင်ရတော့မယ်အခြေအနေရောက်နေပါပြီချက်ချင်းဆိုသလိုပဲအဲ့ဒီတို့ဗီဇာတွေရုတ်သိမ်းနိုင်ငံကနေနှင်ထုတ်လာတာကြောင့်တချို့ကျောင်းသားတွေကတော့ကိုထုတ်ကိုထမ်းပြီးပြန်လာရရှိပေမဲ့ တချို့တွေကတော့အဆင်ပြေမဲ့ထင်းတဲ့နေရာတွေမှာပုံခိုနေတာတွေရှိနေကြောင်းတချို့ကလည်းသူတို့ဟာပြစ်မှု အသေးစားပဲချိုးဖောက်မှုများသာရှိပြီးဘာကြောင့်သူတို့ရဲ့ဗီဇာတွေကိုရုပ်သိမ်းခံရတာလဲမသိဘူးလို့ပြောပါတယ်။အမိမဖော်ထုတ်ရဲတဲ့ Illinois တက္ကသိုလ်ကចောင်းသူចောင်းသားတဦးကတော့သူ့ရဲ့အတန်းဖော်အေရှားမှာចောင်းသားတဦးဟာဆိုရင် သူ့ရဲ့ဗီဇာရုပ်သိမ်းခံရလို့အိမ်ပြန်သွားခဲ့ရပြီးနောက်ပြီးတော့တောင်အာရှမှာ ကျောင်းသူတူကတော့အတာတကြံနှစ်ခုမှအိမ်ပြန်လည်ပြီးတော့အမေရိကကိုပြန်လာရာသူမရဲ့ဗီဇာဟာရုတ်သိမ်းလိုက်ပြီးဖြစ်လို့ချက်ချင်းပဲလေးစိတ်မှနောက်ကျောင်းပြန်လှည့်ရမယ်ဒင်းရင်လက်မှတ်တစ်စောင်ဝယ်ပြီးအိမ်အပြီးပြန်သွားရပြီလို့အဲ့ဒီအမိမဖော်လို့တဲ့ကျောင်းသားကပြောပါတယ်သူကဆက်ပြောတာကအခုဆိုရင်နေရာကြီးကျောင်းပိတ်ကျောင်းတွေပိတ်တာကြောင့်မိမိတို့အိမ်မှာပြန်လဲကြတဲ့ကျောင်းသားကျောင်းသူတွေဟာအိမ်မှာပဲ နေရတော့မှလားအမေရိကကို ပြန်လာရင်ကော ပြန်ပြီးဝင်ခွင့်ရအောင်မှလားဒွိဟာစိတ်တွေဖြစ်နေပြီးနိစ္စရာတန်ယုံတွေကိုသွားမေးတော့လေမတေချာမရေရာတဲ့အဖြစ်ပဲပြန်လဲဆက်သွယ်မယ်လို့သာဖြေချားခဲ့ကြောင်းသိရပြီးမိဘဆွေမျိုးများကတော့အမေရိကပြန်သွားပြီးအဖမ်းခံပြီးပြန်ပို့ခံရမယ်အစားမိမိသားသမီးတွေကို ပြန်မလွတ်လို့ကြောင်းသိရပါတယ်အခုထုတ်ပြန်ထားတဲ့အမေရိကအစိုးရရဲ့ policy အစ်စ်ကတော့ တင်ဟာကြောင်းတက်နေပြီးဗီဇာရုပ်သိမ်းခံရရင်အခုတက်နေတဲ့စာတင်နှစ်ကိုတော့ပြီးအောင်တက်ခွင့်ရှိပြီးအဲ့ဒီဟာပြီးမှပြန်ရန်လိုကြောင်းအဲ့ဒီလိုမဟုတ်ပဲဗီဇာရုပ်သိမ်းတဲ့အချိန်မှာအမေရိကရဲ့ပြင်ပကိုပြည်ပကိုရောက်ရှိနေခဲ့ပြီးပြန်ဝင်လာတာမျိုးဆိုရင်တော့ပြည်ဝင်ခွင့်ရတာမှမဟုတ်ပဲနောက်ကျောင်းပြန်လည်ရမှာဖြစ်ကြောင်းသိရပါတယ်မီရှိဂန်တက္ကသိုလ်ကကျောင်းသားဗီဇာတွေကိုကူညီပေးသူဝန်ထမ်းကတော့ သူ့ကိုမေးမြန်းကြတာအခုခါတိုက်တဲ့အလွန်များပြားပြီးသူ့မှာဖြည့်စရာအဖြစ်မရှိကြောင်းပြီးခဲ့တဲ့2024မှာတော့အမေရိကကထုတ်ပေးခဲ့တဲ့ကြောင်းတက်ခွင့်ဗီဇာဟာစုစုပေါင်း7.3တန်းတောင် ရှိခဲ့ပြီးအခုတော့အဲ့ဒီဗီဇာတွေအများပြားဟာကျုပ်သိင်းချင်းခံရပြီးဖြည့်ဆည်းခံရပြီဖြစ်ပါတယ်။ North Carolina ပြည်နယ်ကလူဝင်မှုကြီးကြရေးရှေ့နေရီရှိအိုဇာကလည်းအခုအချိန်မှာ မလို့ပဲပဲနိုင်ငံပြင်ပကိုမထွက်တဲ့ကြောင်းပြဖြစ်မနေထွက်ရမယ်ဆိုရင်လည်းပြန်ဝင်လာခွင့်ရှိကြမှာရှိတော့မယ်ဆိုတော့ကိုနားလေသွားရန်လိုကြောင်းသူ့အမှုတွေတွေကို သူကသတိပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာသတင်းကတော့ဒီတော့ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA